မင်္ဂလာပါ teacher Tina ဖြစ်ပါတယ် teacher Tina တင်မာက great handmas ရဲ့ chapter 1လေးမှာနောက်မှကျန်နေတဲ့ exercise 1.3ရဲ့ကျန်နေတဲ့ပုံစံလေးတွေတွေ့ပြီးမှဖြစ်ပါတယ်အဲ့တော့ teacher တို့ number 2ပြီးတော့ teacher 3 4 5လေးတွေကျန်နေတာဖြစ်တဲ့အတွက် number 3လေးကိုကြည့်အောင်เนาะဒါ exercise 1.3ပါ great hand ဖြစ်ပါတယ်အဲ့တော့ teacher တို့ဒီမှာမေးခွန်းလေးကိုကြည့်အောင်เนาะ number 3မှာက graph each line နဲ့ graph ဆိုတာဘာလို့ခိုင်းတာ ုံဆွဲခိုင်းတာ each line ပေးထားတဲ့မြင်းတစ်ချောင်းစီအတွက်တချို့ grab ပုံလေးဆွဲပေးပါဆိုတော့ဒီမှာ abc ၃ပုံပေးထားတယ်အဲ့ဒါဆိုရင်တချို့က grab ဆွဲခြင်းနဲ့ဆိုရင် point တီးရမှာဖြစ်တဲ့အတွက် point တီးပြီဆိုရင်ဘာလုပ်လို့ရပြီလဲ grab ဆွဲလို့ရပြီเนาะ point တင်ဘာလုပ်လို့ရပြီလဲ grab ဆွဲလို့ရပြီ grab ဆိုတာကတစ်ထပ်ဆိုရင်မြင်းဖြောင်းထွက်မှာပေါ့နှစ်ထပ်ဆိုရင်မြင်းခွေထွက်မှာเนาะအဲ့လိုပုံစံမျိုး grab လို့ပြောတာအဲ့ဒါဆိုရင်ဒီချက်ဒီမှာ y equal to 2x နံပါတ် a ပေါ့เนาะ y equal to 2x plus 2လေးမှာ အရင်ဆုံးပါတွက်လိုက်ရလဲဆိုတော့ဖြတ်မှတ်လေးအရင်ရှာလိုက်ရင်ရတယ် x ဝင် u ဖြတ်မှတ်နဲ့ y ဝင် u ဖြတ်မှတ်။ဒါဆိုရင် x ဝင် u ဖြတ်မှတ်ကိုလိုချင်ရင် x ကိုဘာပေးလိုက်မလဲ0ပေးလိုက်နော်။ x ကို0 x တန်ဖိုး0ဆိုပေးမှလည်းဒီမှာအစားအသွင်းမှာနော် y equal to 2x plus 2လေးမှာဒီ x နေရာမှာဘာထည့်မှာလဲ0တွက်ထည့်မှာ0ထည့်2နဲ့0နဲ့မျှရင်ဒီတစ်ခုလုံးက0ဒါဆိုဘာဖြစ်သွားလဲ y equal to the အရှိအ0မို့လို့2เนาะ2နဲ့ x နဲ့မြောက်လိုက်တာ0မို့လို့2ရမယ်အဲ့တော့ y တန်ဖို့2 x က0ဆိုရင် y ကဘယ်လောက်ရလဲ2ရတယ်ညာဆိုဒီချက်တပွိုင်းရသွားရင်ဒါ0ကောမှာ တူးဆိုတဲ့ point လေးအမှတ်တခုရတယ်နောက်တစ်ခါဖြတ်မှတ်ရှာလိုက်တာနဲ့မြင်းဖြောင်းဖြစ်နေလို့တချို့တို့ဒီမှာ x နဲ့ y ပေါ်မှာတစ်ထပ်ဖြစ်တယ်နော်တစ်ထပ်ဆိုရင်မြင်းဖြောင်းဖြစ်တဲ့အတွက်ဝင်ရိုးဖြတ်မှတ်နှစ်ခုရှာလိုက်ရင်မြင်းဖြောင်းဆက်လို့ရပြီ point အများကြီးရှာစရာမလိုဘူးဒါဆိုရင် x ကို0ပေးပြီးပြီဆိုတော့ y ကိုပါပေးကြည့်လိုက်မလဲ0ပေးကြည့်လိုက် y 0ဆိုလဲဒီ equation မှာပဲထည့်မှာ y နေရာမှာ0ထည့်ရင်0 equal to ဒီ 2x 2ဖြစ်မှာမဟုတ်လားနောက်ဆိုရင် 2x ကိုထားခဲ့2ကိုဒီဘက်ရွှေ့လိုက် -2 เนาะဒီဘက်ကကျတော့ 2x ဖြစ်မယ်နောက်ဆိုဒီမှာရှိနေတဲ့2လေးကိုဒီဘက်ကိုသွားစားရင် -2 2 x ကျမယ် -2 2ဆိုတော့ကြည်သွားတဲ့အတွက်1 x ဆိုတော့ x တန်ပို့ဘယ်လောက်ရမလဲ -1 နောက်ဆို y ကို0ပေးရင် x က minus 1ရတယ်ဒါဆိုနောက်တစ် point ထွက်သွားပြီပါလေ x အရင်ရေးရတာဖြစ်တဲ့အတွက် minus 1 0ဒါဆိုတချို့တို့ဒီလို2 point ရရင်ဘာလုပ်လို့ရပြီလဲပုံဆွဲလို့ရပြီဒါအကျမ်းပဲအတွက်တာเนาะခြားအတွက်ပြစရာမလိုဘူးနောက်ခြားအတွက်ပြစရာမလိုဘူးဒီမှာကိုဘကိုဒီလိုရေးလိုက်ရပြီအဲ့ဒါဆိုတချို့ရဲ့ point နှစ်ခုဒီ0 2နဲ့ minus 1 0 0เนาะအဲ့လိုလေးရေးလဲရတယ်လို့ဇယားလေးနဲ့အရှိမတစ်ချက်တင်ခဲ့တယ်လို့ဇယားလေးနဲ့ရေးလဲရတယ် b ကိုကဇယားလေးနဲ့ရေးပြမယ်เนาะအဲ့ဆိုတော့ဇယားလေးနဲ့ဆိုတချို့တို့ဒီလိုလေးဆွဲလိုက်တယ်ဇယားလေးကို x ရဲ့ y ရဲ့ဖြတ်မှတ်ကလေးရဲ့ရှာလိုက်ပေါ့เนาะအဲ့ဆို point ရေးရတာပို့ပြီးတော့လွှဲတယ်ဒါဆိုဒါက x ဒါက y เนาะဒါဆိုတချို့တို့က x ကို0ပေးเนาะ x ကို0ပေးဆိုဒီမှာ0လာထဲမှာဒါဆိုဒီတစ်ခုလုံးက0 ဆိုတော့ y တန်ဖိုးဘယ်လောက်ရမလဲ2ရမှာပေါ့เนาะ y 2တစ်ခါနောက်တစ်ခါ y ကိုဘာလုပ်မလဲ0ပေးမယ်အဲ့ဆိုတော့ y ကို0ဆို y နေရာမှာ0ထည့်လိုက်တယ်။နောက်ဆိုဘာဖြစ်သွားမလဲ1.2 x 2d y က0မို့လို့ equal 0။ဒါဆိုဒီ2ကို divide ရင်ဘာဖြစ်သွားလဲ -2 ဖြစ်တဲ့အတွက်1.2 x equal to d -2 x ကိုလိုချင်တယ်ဆိုရင်ဒီက2လေးကိုဘာလုပ်လိုက်လဲ ပို့ဘက်ကို cross မြောက်ရမှာเนาะအဲ့ဆိုဘယ်လောက်ရသွားလဲ minus 4เนาะအဲ့ဒါဆိုရင် x က minus 4ဆိုရင် y က0မလားဒါဆိုရင် y တန်ဘူးက0 x တန်ဘူးက minus 4ဒါဆိုတချို့တော့2 point ရသွားပြီလို့သိရမှာပေါ့เนาะဘယ်လိုရရလဲ x, y လို့ရရတာဖြစ်တဲ့အတွက် 0, 2က2 point minus 4 comma 0 1 point 2 point ထွက်ပြီเนาะဒါခါနောက်တစ်ခုနောက်တစ်ခုအတွက်ဆိုရင်ဒီချက်က point လေးကိုခုနလိုပဲအပေါ်မှာလိုပဲတစ်ချက်ရှာမှာเนาะဒါဆိုရင် x နဲ့ y နဲ့ကိုတွက်မှာဖြစ်တဲ့အတွက် x ဒါက y အဆိုခုနလိုပဲ x က0เนาะ0ဆိုဒီတစ်ခုလုံးက0ဖြစ်သွားပြီ။ဒါဆို y တန်ဖိုးဘယ်လောက်ရမှာပဲ2ပဲရမှာเนาะ0ပေါ်မှာ2ပဲ။တခါကတခြားလူဘာပေးမလဲဆိုတော့ y ကို0ပေးမယ်။ y ကို0ပေးလိုက်ရင်ဘာဖြစ်သွားမလဲ -1/2x plus 2 equal to the 0ဖြစ်မှာမလားဆိုတော့2ဒီပဲရွှေ့လိုက်ရင် -2 ဆိုတော့ -1/2 x equal to minus 2ဆိုတော့ကျတော့ minus minus တည်သွားတဲ့အတွက် x equal to က4ရမှာပေါ့နော်အဲ့ဒါဆိုရင်ဘာဖြစ်သွားမလဲ x က4 y က0ဒါဆိုတော့2 point ဒီဘာဖြစ်မှာလဲ0 2တပွိုင်းရယ်4 0တပွိုင်းဒါဆိုတော့အခုတချို့ရနေတဲ့ point လေးတွေကိုကြည့်လိုက်ကလေးတို့နော်ဒီကလေးကလည်းဘယ်လိုရရလဲ0 2ကတပွိုင်းရယ် 4.0က2 point ရယ်2 point ရတယ်เนาะအဲ့ဒါဆိုတချို့တို့ဒီ point တွေကိုမလုပ်လိုက်မလဲ point တွေကိုကြီးလိုက်တဲ့အခါမှာအဲ့မှာဘာလေးဖြစ်နေတာတွေ့လဲကလေးတို့ဒီမှာ0.2ပြီးရင်0.2 0.2 ဒါဆို0.2လေးတွေမတူနေဘူးလား။ဒါဆိုရင်အခုတချို့တို့ဆွဲမဲ့ line 3ချောင်းကြီးအဲ့ဒီအမှတ်မှာလာဆုံနေမှာဖြစ်တယ်။နားလဲလား။ကဲဟုတ်ပြီ။အဲ့ဒါဆိုရင်အခုတချို့အဲ့ဒါလေးကို point ချမယ်နော်။အမှတ်ချတဲ့ကပထမတစ်ခုဒီ0.2ဆိုတာ x တန်ဖိုးက0အလဲမှာเนาะဒီ0.0ဆိုတာဒီနေရာမှာရှိတာအဲ့ဒါဆိုရင် x က0ဆိုအဲ့ဒီနေရာလေးမှာထောက်ထောက်ပြီး y က2ဆိုတဲ့အတွက်အပေါ်တက် y ဝင်ရို2နောက်တက်သွားမယ်ဒါဆိုရင်ဒီချက်ရဲ့ ပုံဒီဘယ်မှာရှိမှာလဲဝင်ရိုးပေါ်မှာရှိမယ်ဒီနေရာလေးနော်ဒီနေရာလေးဒီ0ကော့မှာ2ဖြစ်မယ်နော်ဒါတပွိုင်းပေါ့ပြီးရင်နောက်တစ်ခုဒီ -1 ကော့မှာ0ပေါ့နော်1ကော့မှာ0ဆိုတော့ x တန်ဖို့ -1 လေးမှာထောင်ပြီးရင်အပေါ် y က0ဖြစ်တဲ့အတွက်ဘယ်ပေါ်မှာပဲရှိမလဲဒီက x exists ပေါ်မှာပဲရှိလိမ့်မယ်နော် y 0ဖြစ်တဲ့အတွက် x ဝင်ရိုးပေါ်မှာရှိမယ်ဒါဆိုဒီချက်ဒီနေရာလေးမှာ point ချဒါလေး point အဲ့ဒီ point လေးဒီ -1 0.0ဒါဆိုအဲ့ဒီနှစ်ခုကိုဒီချက်ဆက်လိုက်မယ်ဆိုရင်ဘာဖြစ်သွားပြီလဲအဲ့ဒီနှစ်ခုကိုဆက်လိုက်မယ်ဆိုရင်ဒီချက် line တစ်ကြောင်ရသွားပြီနော်အဲ့ဆိုဒီချက်အဲ့ဒီနှစ်ခုကိုမြင်းချောင်းဆက်မယ်လေးရပြီနော်အဲ့တော့ဒီချက်တို့မြားတက်ပြီးမယ်မြားကောင်းလေးပါရမယ်ဒါလေးဒီဘု து အတွက်ဆွဲလိုက်တာလေဒီချက်က ဘယ် equation အတွက်လဲဆိုတော့ y equal to 2x 2အတွက်ဆွဲလိုက်တဲ့ပုံတခုရပြီเนาะကဲနောက်တစ်ခုနောက်တစ်ခုအတွက်ကတကယ်အမဲနဲ့ပဲအဆက်ချမယ်เนาะအမဲလေးနဲ့အဆက်ချမယ်ဆိုတော့ပထမတစ်ခုဒီ0.2ပဲဆိုတော့ဒီနေရာကိုပဲဖြတ်မယ်เนาะအဲ့ဒီနေရာကိုပဲဖြတ်မယ်အောက်တစ်ပွိုင်းကိုပဲကြီး -4.0 ါဆို -4 ဆိုတော့ x ဝင် u ရဲ့ -4 မှာထောင်း y က0ဆိုတဲ့အတွက်ပဲမှာပဲရှိမလဲအဲ့ဒီ -4 မှာပဲရှိမှာဒီနေရာလေးမှာပဲရှိလိမ့်မယ်အဲ့ဒါဆိုအဲ့ဒီနေရာဒီ -4 ပေါ်မှာ0ဖြစ်တယ်နော်ဒီမှာလေးဆိုတော့ -4 ပေါ်မှာ0အဲ့ဒါနဲ့အပေါ်က0.2နဲ့ကိုဒီချက်မှာလုပ်ပြရမှာဆက်ပြရမှာဖြစ်တယ်နော် အချေပုံကအချိုးနည်းနည်းမကျဘူးဆိုတာလေအကွက်ကိုဘေးတိုက်ကိုကြီးအောင်လှုပ်ထားတဲ့အတွက်နော်ကလေးတို့ကတော့တဲ့မှာအကွာဝေးကိုဒီလိုတစိမ့်ဆိုရင်ဒီလိုအကွာဝေးလဲတစိမ့်ဆွဲအခုတချို့ကနည်းနည်းဘေးတိုက်ကိုနည်းနည်းရှည်နေတဲ့အတွက်အချိုးမကျလို့ point မညီတာနော်သဘောပေါက်လားကဲအဲ့ဒါဆိုဒီချက်ဒီမှာ -4.0 ရဲ့2.0 0.2ရဲ့မှာတစ် point ထွက်သွားတဲ့အတွက်ဒါလေးဒီဘသူအတွက်ဆွဲထားတာလဲ ဘသူအတွက်ဆွဲထားတာလဲ y equal to 1.2 x plus 2အတွက်ဆွဲထားတာเนาะကဲနောက်တစ်ခုနောက်တစ်ခုကကြတော့0.2မှာပဲစုံမှာဖြစ်တယ်4.0 x က4ဆိုတော့ဒီမှာရှိမှာပေါ့เนาะဝင်ရိုးပုံမှာပဲရှိမှာ y 0မို့လို့4.0ဒါလေးက ဒါဆိုအဲ့ဒီ4.0နဲ့ဒီစလိုအပေါ်မှာရှိတဲ့0.2ကိုပဲဖြတ်ပြီးဆွဲမှာစုံမှာအဲ့ဒီမှာတူနေတာမို့လို့နော်အဲ့ဒါဆိုဒီချက်2အတွက် line တစ်ကြောင်ဆွဲမယ်နော်ကဲရပြီเนาะဒါလေးကကြတော့ဘသူအတွက်လဲဒီ equation လေးက y equal to minus 1 by 2x plus 2အတွက်เนาะဒါဆိုဒီအလေလေးမှာ2.0လေးမှာကျွန်တော်၃ခုလုံးစုံနေမှာ ဖြစ်တယ်เนาะဒီချင်ကဒီလိုအကွက်ကလေးနည်းနည်းကျယ်နေလို့เนาะဒီမှာအပွိုင်းကကလေးတို့ကတဲ့အောင်ဆွဲမှာเนาะတက်တက်လေးဖြစ်အောင်ဆွဲပြီးရမလားလေအဲ့ဒါဆိုရင်ဒီချင်တို့ပုံမှာဒီလိုလေးစုံပြီဆိုရင်ရပြီဆိုတော့နောက်ဗီဒီယိုမှာနောက်ပုံစံလေးကိုဆက်ဆောင်ကြည့်ပေးပါအားလုံးမင်္ဂလာပါ